မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တည်ဆုံသွားသူတို့၏အမည်များမေးစရင်းတွေပါနေကြောင်းကြံ့ခိုင်ရေးပါတီထိတ်တန့်ကောင်းဆောင်ပြောရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်နေပြီးတော့တွင်မဲဆွယ်နေသောကြံ့ခိုင်ရေးပါတီထိတ်တန့်ကောင်းဆောင်တအုပ်ဖြစ်သူဦးလာဆွေကလာပိုင်းအတွင်ကျင်းပမဲ့ရွှေကောက်ပွဲအတွက်မေးစရင်းမှားယွင်းနေသည်ကိုစစ်ဆေးတွေ့ရှိရသည်ဟုအောက်တိုဘာ9ရက်နေ့တွင်ပြောဆိုလိုက်ပါတယ် ဥပမာမင်္ဂလာဒီပလိုရက်ွက်မျိုးမှဆိုရင်ရက်ွက်အုပ်ချုပ်ရေးမှုတွေတောင်မပါဘူးဗျ။ရက်ွက်အုပ်ချုပ်ရေးမှုရဲ့မိသားစုကမဲစရဲမပါဘူး။ကျန်တဲ့လူတွေပြောမနေနဲ့အဲ့ဒီလူတွေဖြစ်တယ်။တည်သွားတဲ့သူတွေပြန်ပါနေတာရှိတယ်။နောက်တစ်ခါအပြီးပြောင်းသွားတဲ့သူတွေအဲ့ဒီလူတွေလည်းပြန်ပါနေတယ်ဟုသူကအွန်လိုင်းတွင်ရုပ်သံရိုက်ကူးထုတ်လွှင့်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ကွာရာကတော်တော်ကွာရာ900မှ300လောက်ကွာနေတယ်။ဂျာကသိမ့်မကောက်ဘူး။ မဲစရင်မှရမှုနဲ့ကျင်သာရနေသောမြန်မာနိုင်ငံတွင်စစ်တပ်ကထိုးစရင်အကြောင်းပြအာဏာသိမ်းထားစဉ်ပေါ်ထွက်လာသောဥလှဆွေဤပြောဆိုချက်မှာအွန်လိုင်းတွင်နေတွင်ချင်းပြန့်နှံ့သွားသည်၂013ခုနှစ်အတွင်းကအမျိုးသားလွှတ်တော်၌ငြိမ်းချမ်းရေးနှင့်ဆိုင်သည့်အဆိုတစ်ခုဆွေးနွေးရာတွင်စစ်အရာရှိဟောင်းလွှတ်တော်အမတ်ဥလှဆွေကတချင်လွတ်လပ်ရေးတပ်မတော် KIA ကို ရွှေလက်ဖြင့်ခေါ်လို့မလာလျင်ဘူးလက်ကြီးစံဖြင့်ခေါ်မိဟုပြောဆိုရမှာဘူးလက်လဆွေဟုနာမည်ကြီးလာသည်သူကလည်းထိုးထုတ်ခေါ်ခေါ်ခံရပြီးနောက်သူဤကလောင်အမည်ထုတ်ဝေသည့်ချားနေအမည်တို့တွင်ဘူးလက်ကိုထည့်သွင်းခဲ့သည်ရက်ခုအကောင်ပါတီဤပြည်တော်စုနေမည်ဥက္ကဋ္ဌထားဝင်ယူထားသောဘူးလက်လဆွေသည်စစ်တကကျင်းပရန်ပြင်ဆင်နေသည့်ရွှေခေါက်ပွဲတွင်ဝင်ပြိုင်မိဖြစ်ပြီးပုပ်ပတိတိမျိုးနှင့်ရက်ွက်ကြီးရွာများတွင်လှည့်လည်မဲဆွယ်လျက်ရှိသည်၎င်းတို့ဤပါတီဥက္ကဋ္ဌဦးခင်ကြီးကလည်းမဲဆွယ်ခရီးထွက်နေပြီး အောက်တိုဘာ3ရက်နေ့ကရန်ကုန်တွင်အမျိုးသားရေးအမြေခံပါတီဝင်းရံသူမိတ်ဆွေများကိုတွေ့ဆုံကြောင်းသတင်းထုတ်ပြန်ထားသည်ဆက်လက်ပြီးအာနာတီမြေရေးအတွက်စစ်ကောင်စီကပြည်သူများအပေါ်အကြမ်းဖက်တိုက်ခိုက်မှုပိုလုံလာဟု TNL ပြောနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ာနာသိန်းစစ်ကောင်စီဟာအာနာဆက်လက်တည်မြဲရေးပို့မှုဂျိုးပန်းလာနေပြီးနိုင်ငံတော်ဝန်လေးချောင်းနဲ့ပုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာအစိမ့်ငွေပုံအုံပြုတိုက်ခိုက်တာဒရုန်းနဲ့တိုက်ခိုက်တာစတဲ့စစ်ရေးပြစ်မှတ်မဟုတ်တဲ့ပြည်သူလူထုအားဥဒီတိုက်ခိုက်နေကြောင်းတောင်တက်မတော် TNL ကအသိပေးပါရယ်အော်တိုဘာ9ရက်ကဖြန့်ဝေခဲ့တဲ့ TNL သတင်းပြန်ကြားရေးဌာနရဲ့စက်တင်ဘာလစာဆောင်အေရီရအပေါ်မှာအခုလိုစစ်တပ်ရဲ့လူထုကိုပြစ်မှတ်ထားတိုက်ခိုက်နေမှုကိုမိမောင်းထုတ်ဖော်ပြထားတာပါ မြန်မာနိုင်ငံတဝမ်းတွင်စစ်ကောင်စီသည်၎င်းတို့ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်ချိန်တွင်၎င်းတို့ကိုစန့်ကျင်သည့်မိသူကိုမဆုံဦးတီတိုက်ခိုက်ရန်အသင့်ပြင်နေပြီးဖြစ်သည်ထို့ကြောင့်မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်ဤလေချောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းလူခွင့်ရည်များချိုးဖောက်မှုစသည့်စစ်ရာဇဝမှုနှင့်အကြံဖတ်မှုကိုရှောင်ရှားနိုင်ရန်လုံခြုံရေးတတိနှင့်လေချောင်းကောက်ွယ်ရည်လမ်းညွှန်များကိုလိုက်နာရန်လိုအပ်ပါကြောင်းတိုက်တွန်းအပ်ပါသည်ဟု TNL ရဲ့ Editor အပေါ်မှာရေးသားထားပါသည် စစ်ကောင်စီဟာသူတို့မျှော်မှန်းထားတဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့အင်အားကြီးနိုင်ငံတွေရဲ့အကူအညီများရယူနေတယ်လို့ဖော်ပြပါတယ်။ကြပြင်မြမမြေပုံအိမ်ကြီးချင်းနိုင်ငံတွေရဲ့နိုင်ငံရေးဖူဝါဒအပြောင်းလဲနဲ့ကမ္ဘာနိုင်ငံရေးအပြောင်းလဲကြောင်းစစ်ကောင်စီအုပ်စုအောင်ကြီးမားတဲ့ပြောင်းလဲမှုဖြစ်ပေါ်စေခဲ့တယ်လို့ TNL ကဆိုပါတယ် စစ်ကောင်စီဟာ2023နှစ်2024အတွင်းမှာစစ်ရေးအရာအကြီးအကျယ်ရှုံးနိမ့်မှုတွေကြုံတွေ့ခဲ့ရပြီးနောက်စစ်သားစုဆောင်မှုကိုနှီးမျိုးစုံနဲ့ပြုလုပ်ကာတရုတ်ရုရှားအပါအဝင်ဒုနဲ့နှီးဆက်တဲ့နိုင်ငံတွေစီကစစ်ရေးနဲ့နှီးပညာအကူအညီတွေရယူနိုင်ခဲ့တာကြောင့်2025နှွေကာလကစပြီးတံပြန်ထိုးစစ်ဆင်မှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်ဟာရွေးကောက်ပွဲနှိမ်မြေတွေကိုတတ်မှတ်ကျင်ရပြီးသူတို့လက်လွတ်ထားရတဲ့မြို့နယ်တွေကိုတာလွန်အင်အားနဲ့ထိုးစစ်ဆင်တာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ အာနာသိန်းစစ်တပ်ဟာရွေးကောက်ပွဲကျင်းပဖို့နီးလာလေးလေးပြည်သူအပေါ်ပြစ်မှတ်ထားတဲ့အကြံဖက်လို့ရက်တွေကိုပုံမကျူးလွန်လာလေးလေးဖြစ်တယ်လို့လည်းအမျိုးသားညညရေးအစိုးရလူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ဟာမြန်မာနိုင်ငံတဝန်သူတို့ကျူးလွန်ခဲ့တဲ့နိုင်ငံတကာစစ်ရာဇဝတ်မှုလူခွင့်ရေးချိုးဖောက်မှုနဲ့အယက်သားတည်ကြည်ပြက်စီးစေတဲ့အကြံဖက်ပြစ်မှုတွေကခင်းလွတ်နိုင်ဖို့နိုင်ငံရေးထွက်ပေါက်လမ်းကြောင်းနဲ့စစ်အာဏာရှင်စနစ်တည်မြဲစေဖို့ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းလည်း TNL ပြန်ကြားရေးဌာနကပြောကြားထားပါတယ် တရင်ကျွတ်လာပြင်းဤအစောပိုင်းမှာစစ်ကောင်စီဟာနံမတူနဲ့တီဘောမျိုးတို့ကိုလေကြောင်းကနေဘုံထက်ကျဲသွားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိတအောင်တက်မတော် TNL ထိန်းချုပ်မျိုးတွေဖြစ်တဲ့နံမတူနဲ့တီဘောမျိုးတို့ကိုစစ်ကောင်စီကအောက်တိုဘာ6ရက်နေ့နက်ပိုင်းမှာလေကြောင်းကနေထပ်မံတိုက်ခိုက်ခဲ့တာပါ။ဘုံကျဲတိုက်ခိုက်မှုကြောင့်နံမတူမျိုးတွေကပြည်သူလူထုရဲ့နေအိမ်6လုံးထိမှန်ပျက်စီးခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။ မနက်9:43မိနစ်အချိန်မှာနံပါတ်2မြို့မြို့မစီရက်ကွက်နှစ်ရှိပြည်သူလူထုတွေကိုဦးတီကရည်ရွယ်ချက်ရှိရှိဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့တာလို့ဖော်ပြပါတယ်။ဒါပေမဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်လူထိခိုက်ဒေဆုံးမှုမရှိဘူးလို့ဒေသခံအချို့ကပြောပါတယ်။အော်တိုဘာ2ရက်ကလည်းစစ်ကောင်စီဟာနံပါတ်2မြို့ကိုပုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူလေးဦးဒေဆုံးခဲ့ပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဆက်လက်ပြီး၄ကီကောမြို့တည့်ရက်200အချို့ကိုစစ်ကောင်စီတပ်ထိန်းချုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့နယ်တောင်ဘက်မှာရှိတဲ့လေကေကော်မြို့တည်းရဲ့အစိအပိုင်းချုပ်ကိုအော်တိုဘာလ9ရက်မှာစစ်ကောင်စီတပ်ကပြန်ထိန်ချုပ်နိုင်ခဲ့တယ်လို့ကရင်စစ်ရေးတရင်ရင်းမြစ်ချုပ်ကပြောပါတယ်။ KNU တပ်မဟာ6ထိန်ချုပ်ထားတဲ့လေကေကော်မြို့တည်းကိုစစ်အုပ်စုကစက်တင်ဘာလ22ရက်မှာစတင်ပြီးကရင်နေကြာဆောင်တပ် PGF အကူအညီနဲ့စစ်ကောင်စီတပ်ကဒရုန်းလက်နက်ကြီးပစ်ကူယူကာမြေပြင်စစ်ကြောင်းတွေထိုးခဲ့တာပါ။ ကနအူးမျိုးကိုစုမှုထားတဲ့ရေကန်ကုန်းကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်အော်တိုဘာလ9ရက်မှာတော့လေကေကော်စေကန်းနေရာနှင့်အနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်ကထပ်မံထိန်းချုပ်သွားနိုင်တာပါစစ်ကောင်စီတပ်ဟာခရင်နေချာဆောင်တဲ့ PGF အမတ်နှစ်စစ်ဒေသမှဘုံမှုကျုပ်စောတင်ဝင်ရဲ့လက်အောက်ခံတပ်ဖွဲ့အကူအညီနဲ့လေကေကော်စေကန်းနေရာဝင်းကျင်တဝိုက်ကိုတင်ပိုင်နိုင်ခဲ့တာဖြစ်တယ်လို့ကရင်တရင်ရှင်းမြစ်ကပြောပါတယ်စေကန်းတော့ဒီကောင်စကားစရီပြန်ထိုင်ထားလိုက်ပြီစေကန်းနေရာကအွှွာအဝဲမှာ စစ်ကောင်စီတပ်တွေရွာရဲတော့ဝင်သွားကုန်ပြီလေကီကော်တမျိုးလုံးကတဝက်ပဲရသေးတယ်လို့အဲ့ဒီတရင်ချင်းမြစ်ကဆိုပါတယ်စစ်ကောင်စီဝါရဖြန့်လူမှုကွန်ရက်တွေမှာတော့လေကီကော်တမျိုးလုံးကိုတိမ့်ပိုက်နိုင်လိုက်ပြီလို့ဝါရဖြန့်ထားပါတယ်ဒါပေမဲ့မြေပြင်အခြေအနေမှာတော့မျိုးရက်တဝက်လောက်သာစစ်ကောင်စီတပ်ကထိန်းချုပ်နိုင်တာဖြစ်ပြီး KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေကဆက်လက်ခုခံတိုက်ခိုက်နေတယ်လို့ကရင်တရင်ချင်းမြစ်ကပြောပါတယ် စစ်ကောင်စီတပ်ဟာလေကိတ်ကော်မျိုးကိုတင်ပြီးရင်မြောက်ပြည်မြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိဖလူတေပေါ်ဘူစတဲ့မြန်မာထိုင်းနယ်စပ်စခန်းတွေကိုပြန်သိမ်းနိုင်ဖို့ကြံစီနေပြီးဝေါ်လီပြူဟာအထိပါထိုးစစ်ဆင်မှုပြနေတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကတွက်ဆပါတယ်။ကရင်ပြည်နယ်မှာစစ်တပ်ဟာ BGF အကူအညီအပြင်ခွဲထွက် DKPA ရဲ့ပူးပေါင်းမှုကိုလည်းရရှိထားပါတယ်။ ဖာပုံကတိုင်တီကမမောင်းလန်းပိုက်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်မှ BGF အပြင်ဗိုလ်ပြီးဦးဆောင်တဲ့ခွဲထွန်း DGPA တပ်ဖွဲ့တွေလည်းပါဝင်တယ်လို့ KNU တပ်မဟာငါပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကလေတို့ကပြောကြားထားပါတယ်။ဆက်လက်ပြီးမုံရွာတွင်စက်ကြီးကောက်ရံထွက်လာသည့်ရဲများကိုတိုက်ခိုက်ရာဒူရဲအုပ်အပါရဲလီဦးတေဆုံးနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ ဇက်ကိုင်းတိုင်းမုံရွာမြို့နယ်မှာအင်စီကားတစ်စီးနဲ့ဆက်ကြီးကောက်ဖို့ထွက်လာတဲ့ရဲတွေကိုတော်လန်ရဲရဲဘော်တွေကတိုက်ခိုက်ရာရဲအရာရှိ၃ယောက်အပါအဝင်၄ယောက်တေဆုံးခဲ့ပြီးလက်နက်ပစ္စည်းတချို့ကိုလည်းတင်စီရရှိခဲ့တယ်လို့ဖူးတလင်မိုဘိုင်းတင်ထံကသိရပါတယ်တိုက်ခိုက်မှုကိုအော်တိုဘာလ၄ရက်မနက်ပိုင်းအချိန်မုံရွာမြို့တာစီလန်းနဲ့အတောအဝိုင်းဘက်နေရာမှာပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ် တိုက်ခိုက်ချိန်မှာရဲတွေကလမ်းပေါ်မှာစက်ကြီးကောက်ခံနေတာဖြစ်ပြီးဒူရဲအုပ်အပါဝင်ရဲအရာရှိ၃ယောက်နဲ့ရဲတပ်သား၁ယောက်နေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြစ်ကွင်းမကောင်းတဲ့ခြားကအသာစီးရခဲ့လို့ပြီးပြက်အောင်လုံနိုင်သွားတာပေါ့။ဒီမရှင်အတွက်အချိန်တော်တော်လေးယူထားရပါတယ်လို့ဗူဒလင်မိုဘိုင်းသင်တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။အဲဒီနောက်တိုက်ဆုံသွားတဲ့ရဲတပ်သားတွေရဲ့အလောင်းတွေကိုကားပေါ်တင်ပေးခဲ့ပြီးဒေါ်လန်ရဲရဲဘော်တွေကတော့အထူးကမ်းရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ။ဒါပြင် BA63 ခေါင် G3 နှစ်လက်နဲ့9မမပစ္စတိုတက်လက်တို့ကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရခရိုင်တပ်ရင်းနဲ့တက်ခွဲတရွာစောကြီးတော်လန်အတန်တက်ခွဲနဲ့အတူမဟာမိတ်တွေဖြစ်တဲ့မုံရမျိုးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့မုံရမျိုးနဲ့ပါလာပါကြောင်းသားတက်တော် SAF ဘူးတလင်မိုဘိုင်းတင် BMD ဘူးတလင်မျိုးနဲ့ရွေးရှားစစ်ကြောင်းတို့ဖူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။